ပြင်းကြီးတစ်ခုဖြစ်ဖို့တော့ဆိုရင်အမှတ်ပဲနမတ်လို့ရတယ်အမှတ်နမတ်နဲ့ပြင်းကြီးဘယ်လိုမှလောက်လို့မရအောင်အမှတ်နမတ်နဲ့ဘာပဲဆွဲလို့ရတယ် line တော့ဆွဲလို့ရတယ်နော်အဲစက္ကမတ် line စက္ကမတ်ပေါ့နော်အမှတ်နမတ်ကိုဆက်ပြီးတော့ line equation ရှာလို့ရတယ်အစီအပြောရပြီလားအမှတ်နမတ်သိရင် line equation ပါလို့ရတယ်ရှာလို့ရတယ်အမှတ်သုံးမှတ်သိတယ်ဒါမဲ့ဘာဖြစ်နေမလဲဒါဆိုဘာဖြစ်နေလဲ ကော်လီနီယာလို့ခေါ်တယ်ဘာလို့ခေါ်လဲမြင်းတစ်ဖြောက်တည်းကြာနေပလိန်ရှာလို့ရလားမရဘူးအမှတ်သုံးမှတ်ဒါဆိုဘာဖြစ်လဲမြင်းတစ်ဖြောက်တည်းကြာလားမကြာရင်အဲ့ဒါဘာလဲပလိန်အဲ့တော့ပလိန်တစ်ခုပေါ်ပြခြင်းအမှတ်ဗတ်နံပါတ်ရှိရသုံးမှတ်ရှိုံနဲ့မြောက်အဲ့ဒီသုံးမှတ်ဘာဖြစ်ဖို့လဲလို့သေးလဲအဲ not on the same line တူညီသောမြင်းကြားပေါ်မှာရှိလို့မရဘူးမရှိမှဆရာတော့ပလိန်လို့သတ်မှတ်လို့ရအောင် ဒီမှာဇာတော့ ABC ဆိုလဲအမှတ်၃မှတ်မြင်းတစ်ဖောက်လဲကြာလာမကြောက်နော်အဲ့တော့ဒီမှာ AB ဆိုတဲ့အမှတ်ပါဝင်တဲ့ plane တစ်ခုဆိုပါဆိုတဲ့အဲ့ဒီမှာ P ဆိုတဲ့အမှတ်ကဘာလို့ယူလိုက်မလဲ XY ဆိုတဲ့တင်းပြီးပြောရင် line မလို့ပဲ line မဆိုရှာ R လို့ယူတယ်ခွာအဲ့ဒီ R ဆိုတဲ့အမှတ် XY ဆိုရှာလိုက်တာ line equation ရတယ်အခု P ဆိုတာလည်းဘာရမှာပဲ plane ရဲ့ equation ရမှာပဲဆိုလိုချင်တာဒီ plane equation ကျန်နေတဲ့ပိုင်းပေါ့ ပြောချင်တာဒီပြီးရဒီမှာပဲရှိနေတာလားဒီမှာပဲပုံစံရှိတာလားမဟုတ်ဘူးဒီ play mode မှာရှိတဲ့ဘယ်နေရာမှာမဆိုသူဘာလုပ်လို့ရလဲရွေလို့ရွေးရှာလို့ရတယ်ရှိလို့ရတယ်ဒါကြောင့်မို့ PO ရှာလိုက်ခြင်းဒီဘာလို့ရှာတာလဲတူတူပဲလေဒီ play ရဲ့ equation ကိုရှာတာလဲတူတူပဲလို့သဘောပေါက်အောင်နော်ဒါပရမရှာအရှိအကုံဆက်တိုင်းပဲအဲ့တော့ ABC နှစ်ခုက ABC ဆိုတော့အမှတ်တော်မှာကမြင်းတစ်ပြောက်တယ်မကြောက် မြင်းတစ်ပြောက်တည်းမကြလို့ရှိရင်အဲ့ဒီအမတ်တွေကိုစက်တဲ့မြင်းနဲ့ကြောင်းတစ်ချိန်ချိန်တော့ဘာဖြစ်မှာပဲအဲဆုံးမယ်ဆိုတာသိရနော်ဒီမှာဆိုလဲရှားတိညာမလက်ဆုံးတယ်ဒါမှမဟုတ်ဒီမှာဒီမှာအစားရှိတယ်ပဲမြင်းတစ်ပြောက်တည်းမကြရင်အဲ့ဒီမြင်းနဲ့ကြောင်းစိုက်ရင်တဏှာမှာဘာဖြစ်မှာလဲသုံးအဲ့တော့ဒီမှာတော့ဘယ်လိုယူဆတာလဲ AB နဲ့ AC ဘာမှဆုံးလဲမဟုတ်အခုလေဒီ AB နဲ့ AC ဘာမှဆုံးမလဲ A မှဆုံးမှာပေါ့ ော့ AB နဲ့ AC ဘာမှာစုံမယ် A မှာစုံမယ်လို့ယူဆဟာဒါစင်းအတရာကြည့်နော်ဒါပုံသဏ္ဍာန်နားလဲဖို့ရှင်းပြတာဒါ A မှာစုံတာနောက်တော့ကကျားတို့ AB ရဲ့ directive value ဘာလို့ယူတာလဲเอซีเอไดเรคทีฟแวลูကိုကြတော့ဒါရိုက်ဗယ်လူဆိုရင်ဒါအန်ဂယ်ဘရက်ကတ်နဲ့ခတ်ရမယ်เนาะ တောက်ကွင်းတောက်ကွင်းနောက်ထပ်စားလုံးဆွေးစားရတဲ့ခုဘယ်လိုဆွဲမလဲဘသူဖြတ်ပြီးတော့ through p ဘသူဖြတ်မလဲ p ကိုဖြတ်ပြီးတော့ဘသူနဲ့အပြိုင်အာကာ ac မြင်းနဲ့အပြိုင် p ကိုဖြတ်ပြီးမြင်းနဲ့ကြောင်းပါလို့မယ်ဆွဲမယ်အမှဆွဲလိုက်ပါလားဒါဘသူဖြတ်လဲ p ကိုဖြတ်တယ်ဘသူနဲ့အပြိုင်ဆွဲတယ် ac နဲ့အပြိုင်ဆွဲအဲ့ဒီမြင်းကြောင်းဘာမှလက်ဆောင်ဆိုတော့ ဒီနေရာမှာလက်ဆောက်လို့မနော်အဲ့ဒါဆရာတို့ဘာလို့ပြီးမဲဆိုရင်အာလို့ပြီးမလားမသိခဏတော့ဒါဟုတ်တယ်အာလို့ပြီးလိုက်အဒီဒီဆိုင်ပြောလိုက်မယ်နော်အဲ့ဒါဒီ P ကိုဖြတ်ပြီးတော့ဘာဘာနဲ့ပြန်ဆွဲလဲ AC နဲ့အပြန်ဆွဲတယ်ဒီမင်းကြီးဘာမှလက်ဆောက်လဲအာမှလက်ဆောက်တယ်နော်ဟုတ်ပြီအဲ့ဒီမှာအာရဲ့တံမိုးဆရာတို့ရှာတယ်ဒါဘယ်လိုရလဲပေါ့ အာဒရာတနည်းပြောသူလဲ general ပဲနော် general ဘာပဲအဒါတနည်းပြောအာဒရာဘာ equation ရှာလဲပဲဒီ ab ဆိုတဲ့ line ရဲ့ equation ပဲလေ ab ဆိုတဲ့ line equation ကိုရှာတော့ဗာသိရမယ်သူရဲ့စာမတ်သိရမယ် directive value သိရမယ်အရင်ဆုံးအရှိကဘာလဲ x1 y1 z1 ကဘာလဲစာမတ်ပြီးရင် directive value ကဘာလဲ l1 m1 n1 အဲ့ဒီ directive value ဘာနဲ့မျှ ဒါပါလေအဲ့ဆိုတာပရမီတာလေပရမီတာနဲ့ပါလို့မြောက်မြောက်ပြီးကပ်ပါလိုက်ဒါပါရပြီ AB ဆိုတဲ့ line ရဲ့ equation အဲအဲ့ဒီမှာသူ့ R ကိုကြားတော့ general point နဲ့ဆရာတော့ယူလာဆိုလိုချင်တာ R ကဒီ AB ဆိုတဲ့ line ပေါ်မှာရှိတယ်ဒီမှာတော့ဆရာပြနေတာသတ်မှတ်ရဆိုဒီနေရာလေးသတ်မှတ်ရတယ်သူ့ရဲ့အမှတ်ကဘယ်လောက်လို့သိတာလဲအခုဆရာကြီးလဲဟာပဲနော် S1 plus S1 comma Y1 plus SM1 comma Z1 plus SN1 ဒါအာဆိုတဲ့အမရဲ့ coordinate form သိပါစေအဓိကဆရာဦးရှာမှာဘာဦးရှာမှာလဲဦးရှာဦးရှာဖို့ပြောတာဘသူရှာဖို့ပြောတာပလန်ရဲ့ခဏပြောရပြီးသားလေပလန်ရဲ့ equation ဆိုဘယ်ဘွားအခုရှာမှာဘသူရှာမှာလဲ p ကိုရှာမှာလေခဏပြောရပြီးသား p ဆိုတဲ့အမှတ်ကဒီမှာရှိနေတာမဟုတ်ဘူး तू ကပလန်မှာရှိတဲ့ကြိုက်တဲ့နေရာဆိုရွေးရှာလိုက်ရတတိပြောင်း तू general ပွားလို့ခေါ်တယ် ဟုတ်ဆရာလို့ရှာရတာဘယ်သူရှာရလဲပီယူရှာတာအခုရှာလို့ရပြီလားဆိုရင်ရပြီလေဘယ်လိုရှာမလဲသဘောတီးပီယူရက်ပွားရှာဖို့တည်းသူရစမှတ်မသိလားမာလေဒီလမ်းမှာသူမရှိလားသူရစမှတ်ကဘယ်လောက်မာတီရဲ့ h1 sa1 y1 sm1 z1 sm1 အဲ့ဒါသူရစမှတ်ပြီးသူရ directive value ဒီမြင်းသား directive value ဘလားပေါ်နေမှာပြီးလား81ဒီဒီဒီဘေးမှာသူ့ရဲ့ directive value ဘလားပြီးလားမပြီးတာအခုရေးဘာရေးခြင်းလဲပေါ့အဝမ်အမဝမ်အဝမ်လို့ရေးခြင်းလားအဲဒူအမ်ဒူအန်ဒူလို့ရေးခြင်းလားဘာဖြစ်လို့အဲအဲ့တော့ပြီးအောင်ပြန်ရင်ရှာတော့ဘာဖြစ်လဲ ဒါလိုက်တဲ့ value တွေကအချိုးမတူဘူးလားအစားတူတယ်လေအဲ့တော့အစားတူတော့မဟုတ်ဆရာ K စားတူတဲ့စီမှာဒါတူတယ်လို့လည်းယူဆလို့ရတယ်ဒါကြောင့်မို့ဒီမြန်ဒါလိုက်တဲ့ value ဘာလို့ယူရမလဲဒါဆိုဒါလိုက်တဲ့ value သိတယ်စာမှတ်သိရင်ဒီ P ဆိုတဲ့အကောအမှတ်ရကောတဲ့ဖုန်ဆရာရှာလို့မရဘူးဆိုင်ရင်ဘယ်လိုရမလဲစာမှတ်က S1 plus S1 ဒါလိုက်တဲ့ value က A2 အဲ့ဒါကို parameter နဲ့မြောက်နောက် parameter သူက S တော့ယူလို့မရဘူး တခြားဖြစ်ကြရဖြစ်ဒီမှာတော့တီလို့ပေးလာတာမသိဒါကပါလေသမတ်ဒါရိုက်တီဗယ်လူကအဲသူပါရမီတာနဲ့မြောက်ပြီးကပ်ပါဒါဆိုဝိုင်းအတွက်ပြောသမတ်က y1 plan sm1 ဒါရိုက်တီဗယ်လူက m2 ပါရမီတာတီနဲ့မြောက်တော့ tm2 အဲ့ဒါကိုကပ်ပါအောင်လာနော်ဒါသူရဲ့သမတ်နော်ဒါအတွက်ပြောသမတ်က ဇဝံ asset 1အဲ sorry ဇဝံ plus asset 1 directive value က n2 ကို parameter t နဲ့မြောက်ပြီးရင်ကပ်ပါလားဒါသူရဲ့စာမှန်နော်အဲ့ဒါဘာလဲ p ဆိုတဲ့အမှတ်ပါနော်ဒီ p ဆိုတဲ့အမှတ်ကိုယ်တိုင် form ရအောင်လားတနည်းပြောအဲ့ဒါဘာပဲလဲဒါဘာရောရပါပြီလဲဘာရေးကိုရှင်လဲ line လား plane လား plane ပြောရပြီလေ p ဆိုတာရှားဒီ line မှာဒီမှာသူကဒီနေရာဘယ်နေရာလို့ဆိုချွေးလို့ရတယ် ဒါကြောင့်မို့ဆရာလို့ကျင်တဲ့ plain equation အဲ့ဒါပဲဟုတ်မနော် plain equation ဘယ်လိုရမလဲဒီလိုပေါ့နော်အလွယ်ပြောလို့ရှိရင်အဲသူရဲ့ဘာရှိမလို့သူပုံစံမှာပေးထားမှာဆို ABC ရှိမှာပေါ့နော် A ရှိမယ် B ရှိမယ် C ရှိမယ်အဲ့ဒါဘာတွေရှားလဲရှားတော့ directive value ရော AB ရှားမယ် directive value ရော AC ရှားမယ် AB က L1 M1 N1 လို့သိရမယ် AC က တည်ရမယ်ပြီးရင်ရှားတော့ဘာတည်ရမယ်သူရဲ့စုံမတ်ပေါ့စုံမတ် A ကိုကြတော့ဘာလို့ယူမယ် A1 Y1 Z1 လို့ယူလို့ရှိရင်သူလိုချင်တဲ့ plane ကိုချင်ရှားလို့မရအောင်ဘယ်လိုရှားမလို့ဆိုအလွယ်ပြောရင်စမတ်က A1 Y1 ပြီးရင်ဘာပဲလဲ drive value တွေကို parameter နဲ့ဘယ်နှခါမြောက်မဟုတ်ဒီ question တရားမှပြောတာနှခါမြောက်ပြီးတော့ကတ်ပါအောင်ပြရ A1 အဲဝမ်းကိုဗာနဲ့မြောက်ပါရမီတာတစ်ခုနဲ့မြောက်ဒါ SD ကကိုကြားတဲ့ကိုရေးခွင့်ရှိတယ်လေအဲ့ဒါအဲဝမ်းကိုပါရမီတာတစ်ခုနဲ့မြောက်တော့ SA1 အဲ့ဒူပါရမီတာတစ်ခုနဲ့မြောက်တော့ TA2 အဲဒီသုံးခုပါလိုက်ပါလဲအဲ့ရပြီ Y အတွက်စမတ်ဘယ်လောက်လဲ Y1 ပြီးရင် SM1 TM2 သုံးခုပါလို့လိုက်ပါလိုက်စမတ် Z1 SM sorry SM1 TM2 ပါလိုက်ပါရပြီသူရဲ့ AY Z ဆိုတာပလိန်ကိုရှင်းရအောင် ပြောချင်တာ plane equation ရှားချင်းရှားတော့အမှတ်တော့ဘယ်နှမှတ်ပေးတာ၃မှတ်၃မှတ်ပေးရမယ်သူ့မှာဘာအမှတ်တော့ရှိမှာဆိုရင်သူရဘုံအမှတ်တော့ရှားတော့ယူရအောင်သာမှတ်လို့ပြောရင်ဘုံအမှတ်ပေါ့သဘောတူမှာဘုံအမှတ်ဘာတူလဲ A လို့ယူရတာဟိုမှာအကဲဘုံမောက်ရှားတော့ B လို့ယူရလို့ရှိရင်ဒါ AB နဲ့ BC ရှားပြီးတော့ B ရဲ့အမှတ်ကို X ဆောင်ပါမယ်ဇောက်ပါလို့ရှားတော့ယူရနော်ဒီမှာတော့ဒီတိုင်းမှတ်ပါ AB နဲ့ AC ကဘယ်သူကဘုံမှတ် အေအားပုံမှန်မလို့အေအက်ကိုတနေ့ကအိဆောင်ပါမယ်ဇောက်ပါ AB က L1 M1 N1 AC က L2 M2 N2 ဆိုရင်ဒါ plane equation ရမှာနော်ရမှာနော်ဟုတ်ကဲ့ဒါလည်း plane equation ပဲတနည်းပြတော့ဘာဖုန်းနဲ့ပြောတာလဲမဟုတ်လေအခုရှာအောင် AY ဇောက်ဆိုတော့စုလိုက်ရင်ဘာဖုန်းလဲ coordinate ဖုန်းဒါရောရှာအောင် x ကောမ y ကောမဇက်နဲ့ရင်းအဲ့လိုရတယ်လေဒါ coordinate ဖုန်းရှာလို့ရတယ်ဒီနေ့ကရှာပုံတနည်းပဲသိကြရတဲ့နည်းပြောရမှာနော်ပုံသူက plane equation ကတခုတည်းရှိအောင်မဟုတ်ဘူး လိုင်းလိုပဲလေလိုင်းဆိုတော့ဘယ်ဘယ်မျိုးရှိလဲလိုင်းအကူရှင်ကနှစ်မျိုးရှိတယ် coordinate form နဲ့ရှိတယ် symmetric form နဲ့ရှိတယ်ပြန်ပြောမှာနော်လိုင်းအကူရှင်ကဒီလိုရှိတယ်လေ ay diagonal to x1 plus k y1 plus z1 plus အဲ့ဒါဘာ equation line ရဲ့ equation ကိုဘာ form နဲ့ရေးထားတာလဲ အဲ့ဒီကနေမှ k တွေကိုအတီးတီးရှာလိုက်ပါရလဲ x ကိုသူ a1 plus k ရယ် k ရှာလိုက်တော့ပါရလဲ x a1 ဒီဘက်လာပါလို့မယ်နော် x minus x1 by a y ဆိုသင် y minus y1 by m ဒါတော့သင်အဲ့ဒါလဲဘာ equation ပဲလဲ line equation ပဲဒါကြတော့ symmetric form လို့ခေါ်တော့ဗောနော်အချိုးတူတဲ့ပုံစံနေနဲ့ရေးတာ line equation နှစ်မျိုးရှိအခု plane equation ဒါပါ form coordinate form ဟာလာဒီမှာတော့ဒီ area ကိုနောက်အကျမ်းမကိုမှိုက်မှတာဗောနော်ဒီလိုမျိုးလေးဆရာလမ်းမှတ်လာအနာရှာအဲ့တော့ဒီမှာဆရာဆက်ပြောမှာဗာပြောမလဲဆိုရင်အဲ့ဒါမြင်ကြအောင်လားကြာဆွဲလိုက်မယ်ယူဆမယ်နော် အဲကဘလို့ဆွဲထားမယ်ဒါမှကြောက်ဆိုရင်ဘယ်မြင်းပေါ့လားခဏရှာလို့ဆွဲထားတဲ့ AB နဲ့ AC ဆွဲမြင်းနဲ့ကြောင်းသလုံးပေါ့ဗာဖြစ်မယ်ဒါမှကြောက်ဆွဲလိုက်မယ်တဲ့အေးဒါမှကြောက်ဆွဲတော့ဒီလိုရတာပေါ့ဒါဘလို့ဖြစ်လို့ရတာဒါရဒီမှာရှာ A ဆိုတဲ့မြင်းရဲ့ directive value ဘာလို့ယူစားရလဲ ABC AB ရဲ့ directive value က L1 M1 N1 သူတို့ကဘာဖြစ်လဲ ဘာမှကြားမှာဖြစ်တယ်လို့သိတာလဲသူတို့ရဲ့ directive value တွေရဲ့ညာလည်းများပါချင်း0ရင်းကြည့်တာမလို့ AL1 BM1 CM1 equal to 0ဒါတဲ့ကြောင်းနောက်တစ်ခု A ကဘယ်သူနဲ့တောင်းမကြတယ် AC နဲ့တောင်းမကြတယ် A မြဲမြင်ကြောင်းရဲ့ directive value က ABC AC ရဲ့မြင်ကြောင်း directive value က A2 M2 M2 ဘယ်လိုလုပ်လို့ရလဲ ဒါလည်းတစ်ပဲလို့ရမြားလည်းမြားပေါင်းချင်းပါနဲ့ညီလေဒီလိုရညီရရမနော်ဒါရသိမယ်နော်ဟုတ်ပြီနောက်တော့ကဆရာတို့ရာနေဆရာတို့က ABC တန်မိုးတွေရလာအဲဒါတွေဘယ်လိုရလာလဲဆရာတို့ဒါစဉ်းစားရမှာဟုတ်လားအဲ့တော့ဘယ်လိုလုပ်လိုက်မလဲဆိုရင်အခု A ဘွဲ့တူရလာတယ်အာဒါဟို m1 m2 minus ဒါဘယ်လိုရလဲဆိုတာအရင်ပြောခင်မှာဒါဘယ်လိုဖြစ်လာလဲအရင်ပြောပြ a equal to m1 m2 minus m2 m1 ဒါအစရှိတွေပဲပေါ့ကွာဒါသူဘယ်လိုလဲဆိုဒီမှာသူရဲ့ရင်းနှီးလေးသူအကြံပြောပြတာအရင်ဘာကြီးလိုက်လဲ l1 m1 m2 l ကနေစမယ်နော် l1 m1 m2 ပြီးပါလာမယ် l1 m1 အထိပဲယူမယ် m1 မပါတော့ဘူး m1 ကိုဆက်မယူပြီးရင်ဘယ်လိုမျှလို့ဆိုဒီနည်းပြောရင်ဒီ down product လို့ခေါ်တယ် စားမြောက်လို့ရှိရင်အံမွမ်းကစားမြောက်ပြီပုံမှန်ပြန်ဆုံးလို့ဆိုတော့အံမွမ်းကပြန်ဆုံးတော့မဟုတ်ဘူးအဲ့တော့ down product မြောက်တော့ဘယ်လိုရမလဲအံမွမ်းအန်တူ up product ကတရုံးတစ်ခုနှောက်လိုက်ရင်ပါရမယ်အေးအေးရမှာတလားအမွာအတူမိုင်းနဲ့အမ်တူအမ်ဝါဒီဘက်ချမ်းပါတံဘူး B အန်ဝါအတူမိုင်းနဲ့ n2 l1 down product ကို up product နဲ့မျှပြီးတော့နှုတ် b ဒီသားပါတံပိုး c l1 m2 minus l2 m1 ပြီးမှလောက်လာတယ်နှုတ်လာတယ်အဲ့ဒါပါတံပိုးရမယ် a b c တံပိုးရတယ်အဲ့တော့ဒီလိုမှတ်လို့ရတယ်ဒါကတော့တကယ်သူလွယ်မှတ်တဲ့နေပါတော့နောက်ဘယ်လိုမှတ်လဲဆိုရင်ဒါဆရာဆရာဆရာတယောက်စာအောင်ဆရာနာမည်မိနေပြီနာမည်ပါဆရာ ကျဦးတင်ထွန်လားဦးမင်းထွန်မဟုတ်အလွယ်မှတော့မန်နီနီလာလာမယ်ကျ KTV ပါရောက်ပါလေဆရာလားဘာလဲမန်နီအမန်ဆိုတာပါလေမန်နီဟာဒီလိုဩငါလည်းငါလူငယ်မမဟုတ်တာဝါမင်းရလေပြီးမှာပဲအန်အေဆိုတာပါလေနီလာ LM ကလာမယ်မန်နီနီလာလာမယ်တော်သေးတယ်ဒီမှာနီလာဘာတရားမရှိလို့ ။အာလျှောက်ပြောလာ။အဲမန်နီနီလာလာမယ်ပြီးဘလို့နှောက်မယ်။1 2 2 1လို့မှတ်တာပါနော်။မှန်လေ။1 2 2ပါ။တိမတိမ။အေးဆိုဘာဖြစ်လဲမန်နီ။ဒီမှာဆိုရင်နီလာ။ဒီမှာဆိုရင်လာမယ်ပြီးဘလို့နှောက်မယ်။1 2 2 1လို့ကိုမှာလားဒါကြောင့်ဆရာ m1 m2 m2 ပါမှာတို့တော်တယ်နော်1 2 2ပါကြာမသတိနာလဲမှာဒီ abc equation ရတာဟုတ်ပြီ ဒီအပေါ်ကလည်းကြာဘာကြောင့်ဖြစ်လဲသိတယ်နော်ဟုတ်ဒါဘာဖြစ်လို့ဘာ apartment တူလာဒါမှမကြတော့ဒါပေမဲ့ဒီကောင်ကြီးဘယ်လိုဖြစ်လာလဲဒီ ABC သံမိုးကဒါတွေဘယ်လိုဖြစ်လာဒီမှာအလွတ်ကျက်သလိုဖြစ်နေတယ်လားဒါမှဒါကြီးကဘယ်လိုဖြစ်လို့ဖြစ်လာဆိုတာဒါအဲ့ဒီပုံလေးမှာအဲ့ဒီနေရာလေးနည်းနည်းဟိုမရှင်းတော့ကွာ तू ကပျောက်တယ်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုရင်ဒီ equation ရဖို့က ဒီမှာဆရာတို့ပါပေးတာလဲဒီ equation ပေါ့ပါအဲ့တော့ဆိုလိုချင်တာက a ဆရာတို့ဒီကောင်ဘာနဲ့မျှလိုက်မဆိုရင် a1 နဲ့မျှလိုက်နော်ပြီးဒီကောင်ကျတော့ဘာနဲ့မျှဆိုရင် a1 ဒီဘက်ခြံ a1 နဲ့မျှဒီဘက်ခြံကိုအော် sorry sorry ဒီကောင်ဆရာတို့မျှမရမှာဒီကောင်အော်ဒီကောင်ဆရာအဆက်ပြတ်နေတာနော်အဲကြက်ရင်လည်းရတယ်ခဏလေဒီကောင်ဆရာရှင်းလို့ရတယ် ဒီကောင်ရဖို့အတွက်ကခဏ equation လောက်မသိခဏနော်อืมအဓိကအဓိကနားရင်မှတ်ဆရာပြောဆိုရင်မှတ်လာအောင်နော်ဒါဘယ်လိုမှမနီနေလာလာမယ်လို့မှတ်နော်မနီနေလာလာမယ်အဲ့လိုမှတ်ထားပါနော်မနီဆို MN နော်မနီဒါနီလာလာမယ်ပြီးရင်လဲ1 2ရဲ့2ပါနှုတ်ပါနော် ဒါကြတော့သူတို့မှတ်လို့ရတယ် down brother နဲ့ up brother နှုတ်ပြီးတော့ဆရာတို့ဒါ abc တို့ရတယ်။အဲဆရာ position နေတာလား။ဟောလွတ်ချက်ကြမလို့ကြဲမှာခဏဟာကြဲမှာနော် abc တံမိုးရှာတော့ money နေလာလာမြန်ကြက်တာ။သဘောတိကောင်တိကောင်။ဒါရကြက်တာမှာနော်ဒါမရှိနေလား။ဒါတွက်ရင်ဆရာလိုအပ်တယ်။အဲ့တော့ဒီအားနေပြီးတော့ဒီဒီအဖြေတွေဘယ်လိုရလဲဆိုတော့သူကရှင်းပြလာတယ်။အဲ့ဒါဘယ်လိုလုပ်လဲ။ နှစ်ပတ်စလုံးဆရာဗာနဲ့မြလိုက် A1 နဲ့မြလိုက် A ကြတော့ဗာနဲ့မြလိုက် A1 နဲ့မြတော့ B ကြတော့ M1 နဲ့မြတော့ C ကြတော့ M1 နဲ့မြဟိုဘက်လည်းမြရတယ်နော်ငကွားဒီမှာ M1 အတူမိုင်းနဲ့ M2 အမောမရှိ A1 နဲ့မြဒီမှာ A1 နဲ့ပို့လာဒီမှာကြတော့ဗာနဲ့ပို့လာ M1 နဲ့ပို့လာဒီမှာကြတော့ M1 နဲ့ပို့လာအဲ့ဒီမှာဒီဘက်ချန်နေရအောင်ဗာပြောစင်တူတူပဲမလို့ဒီမှာကြေခေါ်တော့ကွာ L1 M1 M2 ဒီမှာလဲ l1 m1 m2 ကြည့်တယ်ပြီးဒီမှာ minus l1 m2 n1 အာပြီးဆိုတော့ plus ပမာရှိလဲအဒီမှာ plus m2 m1 ကြည့်တယ်ပြီးဒီမှာက m1 m2 l2 ဒီမှာ minus m1 n1 l2 ကြည့်ပါကြည့်ပါဘလားလဲ0ရဒါကြောင့်မဆရာတော့ဘာရဒီ equation ရလာတာပါနော် al1 plus bm1 plus cr1 ကိုသူ0ဆိုပြီးဖြစ်လာဒီ r equation လဲအဲ့ဒီတားရမယ်အဲ့ဒီတားလို့ဆိုတာဘယ်လိုလုပ် A O A တူနဲ့မြောက် B O M တူနဲ့မြောက် C O M တူနဲ့မြောက်ပေါ့နော်အဲအဲ့ဒီအနေမှာဆရာတို့ဒါဒီအဲ့ဒီ1ညမှာတူတွေဖြစ်ပြီးရှင်းလာဒီမှာလည်းဒီဘက်ကျန်ကြည်ပြီးပါနဲ့ညီပါမယ်0ညညီပါမယ်အဲ့ဒါဒီ equation တစ်ကြောင်ဆက်ဆက်ပုံပြောတာအဒီကြားဟာဒီလိုလေးသိတာမှာပေါ့နော်ဒါအတိအောင်ပြပြတာပါအဓိကဆရာတို့ဘာကိုသိရမလဲခဏက ABC တန်ဖို့ဆရာတို့မှတ်တာနော် နောက်တော့ကဟို ABC တိပြီလို့ရှိရင်ဒီဒီကြောင်ထက်သည့်အဲကဘယ်ပေါ်လဲတောင်းမကြရဒီမြင်းပေါ့နော်အဲဆိုတဲ့မြင်းကြောင် AB ပေါ်လဲတောင်းမကြရင်တို့ရဲ့ဘာဖြစ်လဲ directive value ABC နဲ့ directive value LM မြားလဲမြားပေါင်းခြင်းပါနဲ့ညီဒီလိုညီရဟုတ်ပြီ AA plus BM plus CI ကိုဒီလိုအဲကဘာနဲ့တူလဲတဲ့ဒီမှာ LM ဆိုတဲ့အမှောက်ရဘူးဆိုတော့ဘယ်အမှန်တကူရှိလဲအဲကြောင့်ဝမ်ဇက်ဝမ်ရဲ့ A1 ဇက်ရဲ့အဲ့တော့ဘာဖြစ်လဲ h minus h ွာ။ l က h minus h ွာ m က y minus n က z minus z ွာ။ဒီဘဏ္ဍာမြောက်။နဂါနဂါမြောက်လိုက်တယ်နော်။မြောက်ပြီးတော့အဲ့ဒီမှာ ah by c z ကိုတသက်စုလိုက်။တကူနော်။ကျန်တာပါကျန်လဲ။ minus ah 1ရဲ့ minus b 1ရဲ့ minus c z ပါ။အဲ့ဒါဆရာ minus ပေါ်နှုတ်လိုက်တယ်။ h 1 b 1 1 ဲ့ဒါကရေးရတာရှင်းနေလို့ဒါကိုဘာလို့တည်လိုက်လဲ D လို့တည်လိုက်ဒါဆိုဒီကဘာပြောရလဲ minus D ပေါ့နော် minus D ဟိုဘက်သွားတော့နောက်ဆုံး equation AX + BY +အဲ့ဒါကြတော့ဘာဖွန်းလို့ခေါ်လဲ Cartesian ဖွန်းလို့ခေါ်တယ်ဒါကပိုရှင်းသွားတော့ပေါ့ခဏကိုဒီနေ့ဖွန်းဆို equation AY ဇာပြီလေအရှိကြီးပဲလေခဏ equation ပဲပြရမယ်နော်ဒီရှိရဟာလဲဘာ equation ပဲလဲ ါဘာ equation ပဲလဲအဲ့ဒါကပလိန်ရဲ့ equation ပဲပလိန် equation မှာဘာ form နဲ့ပြောတာလဲ coordinate form เนาะအဲ့အဲ့ဒီမှာဆိုရင်သူရစုံမ a1 z တိရမယ်ပြီးရင် derivative value ကိုနှစ်ခါမြောက် parameter နဲ့နှစ်ခါမြောက်ပြီးပေါင်းရမယ်ဒါ coordinate form ဒီဘက်ခြမ်းကျတော့ဘာ form လို့ခေါ်လို့သိရင် cartesian form လို့ခေါ်တယ်เนาะဘာပဲလဲ ax black d ဲ့ဒီမှာတနည်းပြောရရင်ဒီ play question ရောက်တော့ဘာတွေရှားရမလဲ A ရယ် B ရယ် C ရယ် D ရယ်ရှား ABC လို့ချင်းမလို့တော့ဒီမှာခဏမန်းနေနေလာမင်းနဲ့သွားလိုက်နော်အဲ့တော့အဲ့ဒီမန်းနေလာမင်းဆိုတော့ဘာတွေလဲသူရဲ့ directive value တွေဘာလောက်မှာလဲရှားခဏပြောသလိုပဲ AB ရဲ့ directive value AC ရဲ့ directive value ဘာလောက်မှာရှားရှာ ABC ကဒီဆိုတာဘာလို့သိတာလဲဒီဆိုတာဒီမှာ A is one plus B1 black စီးတော့မှာရှားသည့်အရှိမ ABC မသိဘူးလားအဲအဲ့ဆိုမှာဇောင်းဥစားတို့နှစ်ခုရဲ့ဘုံအမှတ်တော့ရှားတော့ပါပြီတာလို့ရတယ်နော်ဒီမှာပြည်ပြီးလားခဏလေးမပြီးသေးဘူးပြီးရင်ရှားတော့ပါပြီအောင်မလဲဆိုရင်ဒီမှာနောက်ဆက်ပြီးတော့ရှင်းအောင်မယ်ဒီမှာရှားတော့ပါပြီတာလေ AL1 black BM1 black CR1 ကို0ဒီနေရာလေးပြောတာဒီမှာ ABC ပြီးရင် L1 အမွန်အန်နွာတနည်းပြောရဘယ်မြင်နဲ့ဘယ်မြင်လဲ A နဲ့ AB ဆိုတဲ့မြင်ဘာဖြစ်လဲဓာတ်မှတ်ကြာဓာတ်မှတ်ကြာသူတို့ရဲ့ direct value ရောမျှလို့မရပေါင်းခြင်းပါနေကြီးလဲဒီလိုကြီးလဲအဲ့လိုပဲ A ဆိုတဲ့မြင်ကဘယ်သူနဲ့လဲဓာတ်မှတ်ကြာ AC နဲ့လဲဓာတ်မှတ်ကြာဒါကြောင့်မို့ direct value ရောမျှလို့မရပေါင်းခြင်းပါနေပြင်ကြီးမယ်ဒီလိုနဲ့ပြင်ကြီးပြီနော်အဲ့ဒီကနေဆရာတို့ဘာရမလို့ဆိုတော့ဒါကဘာ equation ဲ့ဟုတ်ပါဘူး h minus h minus a y minus 1 by b z minus z minus c ဒါဘယ်သူ equation ဖြစ်မလဲဘယ် line လဲသမက x1 y1 z1 directive value က a b c အဲ့ဒါဘယ် line ဖြစ်မလဲဘယ်သူလဲ a a ဆိုတဲ့ line equation ပေါ့ဒီမှာစမှတ်ဘယ်သူလဲအဲ x1 y1 z1 လीဒါ directive value ကဘာလဲ a b c အဲ့ဒါဘယ်သူရဲ့ equation အဲဆိုတဲ့ line equation ဒါကြောင့်မို့ဒါဘယ်သူလို့သိရမလဲဒီမှာလေအဲဆိုတဲ့ line equation ဒီအဲကဘာဖြစ်လဲဘယ်သူဘောဒါမှကြတယ် AB ဘောလဲဒါမှကြတယ် AC ဘောလဲဒါမှကြတယ်နော်ဒါသူပုံရရှာလို့သိရမလဲအဲ့တော့ဆိုရင်ဒီ A ဆိုတဲ့မြင်က AB ဘောလဲဒါမှကြတယ် AC ဘောလဲဒါမှကြဆိုဒီ plane ဖြစ်တဲ့ plane ဖြစ်တဲ့ ABC ဘောလဲဘာဖြစ်လဲဒါမှကြတယ်လို့ဆရာတို့သိရတယ် ောက်တစ်ချက်တတိယမှာဒီ air ကဒီ plane abc ပေါ်ဒါမှကြရင်တဲ့နောက်တစ်ခါ directive value ဘယ်လိုတော့သိတာလဲ k a k b k c k k b k c ဆိုတာက directive value ပြတဲ့ abc ရဲ့ဘာတွေနဲ့တူတာလဲအစတမို့ k နဲ့မြောက်တာလားတတိပြောရဒီ directive value ရှိတဲ့မြင်းကြောင်းက air နဲ့ဘာဖြစ်နေမှာ air ရဲ့ directive value က abc အခုဆရာကြီးရဲ့ derivative value က kakbkc အဲ့ဒီမြင်နေကြဘလို့ဖြစ်မလဲဟုတ်တယ်ပြရမှာပေါ့ဒီမှာ abc လေ kakbkc ဆိုတော့သူက multiple ဘလားတမျှတော့ဒါဆိုရင်ဒီ derivative value ပါတဲ့မြင်ကြောင်းကဒီကောင်နဲ့ဘာဖြစ်နေမှာမြင်ကြောင်းလေပြန်တဲ့မြင်ကြောင်းဆိုတော့ဒီလိုပြန်တဲ့မြင်ကြောင်းလေအဲ့တော့ဒီပြန်တဲ့မြင်ကြောင်းတွေကလည်းဘာဖြစ်မှာပဲဘယ်ပေါ်တောင်းမှကြောက်မှာပဲပလိန်ဖြစ်တဲ့ဒီ abc ပေါ်ဘာဖြစ်မှာလို့သိရမယ်တောင်းမှကြောက်မှာလို့သိရမယ် အဓာသူဟာဒီကုန်းဆောက်ပြောပြတာအဓိကတော့ဆရာတို့ခဏပြောဆိုပလိန်ကိုရှင်းပါတစ်ခုရှိလဲနှစ်ခုရှိတယ်နော်ခဏကောဒိနေဖုန်းပြန်ပြောကောဒိနေဖုန်း h ကျွေးသူစာမက် h1 derivative value ကိုပါရမီတာနဲ့ဘယ်နှခါမြောက်မလဲနှခါမြောက်ပြီပါ sl1 t2 y ကျွေးသူ abcd a ဘယ်လိုရှားမလဲ money m1 into minus into sorry m2 n1 nila n1 a2 minus n2 l1 lame l1 m2 minus a2 m1 ပြီးရင်ဒီလိုချင်းပုံစံရပါလဲ ah1 plus b11 plus c0 ပါဒါတွေသိရင်ဒါက by equation ရမယ်ပလင်ရဲ့ equation ကိုဘာဖုန်းနဲ့လို့သိရအောင် ကာဒီစီယံပေါ့ဒီနှစ်ခုတိအောင်ရင်လောက်တာပါမနေ့ပြင်ကြရင်ဒါလည်းပတ်သက်ပြီးတော့ပါမယ်